ုလိုမကွေးလို့စကိုင်းလို့နော်မန္တလေးတို့မှာစစ်ကြောင်းဒါမျိုးကမောက်ကမဖြစ်သွားတယ်ဆိုတာမျိုးဟာအဲ့ဒီမှာအုတ်ထုတ်နေတော့နော်ညာရှိကြီးတွေပြူဟာမူးတွေရဲ့အတုံးမချမှုလို့ပြောရင်ကျွန်တော်မှားအောင်မလားနော်လူတွေကိုအတိအကျဖိအားပေးပြီးစစ်မှုထမ်းခိုင်းတာချင်းအတူတူစစ်ကောင်စီလုပ်ရတဲ့မတရားမှုတော်လှန်ရေးကလုပ်လို့ရှိရင်တရားတယ်လို့နှစ်မျိုးခွဲပြီးတော့ပြောလို့မရပါဘူးအတင်းစစ်မှုထမ်းခိုင်းတာချင်းအတူတူစစ်ကောင်စီကလုပ်ရင်ရုပ်တယ်တော်လှန်ရေးဘက်ကလုပ်လို့ရှိရင်တော့ညက်တယ်လို့ ပြောလို့မရပါဘူး။ Hello ချားရမြဝပီတူညီကိုမော်တော်မများအားလုံးပဲမင်္ဂလာပါ။ Newsbeat Channel ကနေပြန်မပြောင်းလဲကြိုဆိုလိုက်ပါရစေ။2025ခုနှစ်မေလ3ရက်နေ့နဲ့ညပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ဒီနေ့ညမှာတော့ဆုံးချတရတဲ့တော်လန်သတင်းကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်နဲ့တို့ဆက်ဆုံးကြည့်ရှုပေးကြဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါရစေ။ကျွန်တော်အယုံဆုံးနေတဲ့ဒီနေ့ညမှာတော့ဆုံးချတရရဲပါနော်။တော်လန်သတင်းတို့သတင်းကောင်းလေးတွေအယုံဆုံးကြည့်လိုက်ရအောင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ ပကိုးတိုင်းကြောက်ကြီးမြို့နယ်မှာရှိတဲ့စစ်သက်စခန်း6ခုကိုတိုက်ခတ်သိမ်းပိုက်ခဲ့လို့စစ်တပ်ဘက်ကနေပြည်မှာဒုတရဲမှုပါဝင်စစ်သား20ကျော်တေဆုံးပြီးမှလက်နက်30ကျော်နဲ့ခရင်တွေစစ်တုံးပစ္စည်းတွေတင်းဆဲရရှိခဲ့တဲ့ဆိုတဲ့သတင်းအော်လီပဲဖြစ်ပါတယ်။အဲ့ဒီတပ်ပွဲတွေတွင်မှာစစ်ကောင်စီတပ်ကနေပြည်မှာဒုတိယတရဲမှုပါဝင်စစ်သား20ကျော်တေဆုံးပြီးမှအများပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြည်မှာဆုတ်ခွာထုတ်ပေးခဲ့တယ်လို့ကျွန်တော်သိရတာဖြစ်ပါတယ်။တပ်ပွဲတွင်မှာလက်နက်ကြီးလက်နက်ငယ်မျိုးစုံ30ကျော်နဲ့ခရင်တွေစစ်တုံးပစ္စည်းမြောက်များကိုလည်းတင်းဆဲရရှိထားပြီးတော့မှကျွန်တော်အခုဆိုရင် ဒီစစ်စင်ရေးကိုအမတ်နှစ်စစ်စင်ရေးနယ်မြေကိုကဲမှုအောက်မှာရှိတဲ့တပ်တွေနဲ့ကရင်မျိုးသားလူမျိုးရေးတမတော် KNL ပူးပေါင်းတပ်တွေကနေပြီးတော့တပြိုင်နက်တည်းတိုက်ခိုက်ဖြစ်စီခဲ့တယ်လို့သိရတာပဲဖြစ်ပါတယ်တရင်ကောင်းလေးပဲပေါ့နော်ဒါကတော့ကျွန်တော်ခုဆိုရင်တောင်ပိုင်းတိုင်းမှာတောင်လိုင်းရာစုတွေကနေပြီးတော့စစ်ခွေးတွေရဲ့ဒီစခန်းတွေကိုတခုပြီးတခုတင်ပတ်ရရှိဖို့စူးစမ်းနေတာပြမစစ်ကြောင်းလိုက်ရလဲခုဆိုရင်မြေလန်ရှင်းပြနေတဲ့အနေထားတဲ့ကိုတွေ့တာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတို့သူပိုးအနေနဲ့ကတော့ ကချင်ပြည်နယ်ဘော်မြို့တင်းတပ်ပွဲတွင်မှစစ်တပ်ရဲ့နောက်ဆုံးလက်ချံစခန်းကြီးဖြစ်တဲ့စကခ27ကိုအပြည့်တတင်းပရရှိဖို့ဤဆက်လာပြီဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။ဘော်မြို့တင်းဘက်ကိုဒီဇင်ဘာလကနေပြီးတော့မှစတင်ခဲ့တာဖြစ်ပြီးတော့အခုဆိုရင်၅လကျော်မြင့်လာတဲ့ဒီတိုက်ပွဲတွေကပြင်းထန်နေဆက်ဖြစ်ပြီးတော့စစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ဘော်မြို့ရဲ့နေရာများစွာဆိုရင်မိလောင်ပျက်စီးလဲရှိတယ်လို့ကျွန်တော်သိရတာဖြစ်ပါတယ်။စစ်တပ်စစ်ကြောင်းတွေမှာတော့ပြည်သူစစ်နယ်အစစ်တွေတပ်ဖွဲ့တွေပူးပေါင်းပေါ်နေပြီးတော့မှအင်အား600ခန့်ရှိပြီးတော့မှ လဝါကာမိုင်းဖားကန်လမ်းပိုင်းကိုထိုးဖောက်နိုင်ဖို့လက်နက်ကြီးလေးကြောင်း drone ပစ်ကိုတွေနဲ့တဖြည်းဖြည်းချီတက်နေတယ်လို့ကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပေါ့နော်လာနေချီပြည်တော်မှာတိုက်နေရတဲ့ဘော်မျိုးမှာရှိတဲ့စကခ23ဆိုရင်တော့ကျွန်တော် KAA PDF ပူပေါင်းတပ်ဖွဲ့ဝင်တွေရဲ့လက်ထဲကိုရောက်ရှိတော့မဲ့အနေထားတဲ့ကိုပိုင်ဆိုင်ထားတာပြည်မှာမကြာခင်မှာတော့စစ်ကောင်စီရဲ့ဒီအကြီးပိုင်းရာရှိတွေအနေနဲ့လက်နက်ချလမ်းပြတော်ပြည်မှာကိုကမြင့်ယုံလေးတင်တဲ့ကျွန်တော်ပြည်သူတွေထံမှာအတနာခံကြအောင်မဲ့ပေါ့နော်ဖြစ်မျိုးတွေလည်းတွေ့ရဖို့နှိစက်နေပြီလို့ပြောမှာပဲဖြစ်ပါတယ် ျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကြာမှာကတော့ကျွန်တော်မြန်မာတော်လိုင်းရင်းမှာထဲထဲဝင်တဲ့စစ်ကောင်စီကိုထောက်ခံပြီးတော့မှဝင်ရောက်ဆွဖက်နေတဲ့တရုတ်ရဲ့နှောက်ငါးနဲ့အတွဲမြန်မာပြည်ပေါ်မှာဘယ်လိုမျိုးကြံ့တွေရှိနေလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှပေါ့နော်ရေဘိုရှန်လေးပြောထားတဲ့ဟာပဲဖြစ်ပါတယ်ရေဘိုရှန်လေးဘယ်လိုမျိုးတွေပြောထားမလဲဆိုတာတော့ကျွန်တော်စာကြည့်လေးအောင်နော်2030ခုနှစ်မှာမြန်မာနိုင်ငံရဲ့နေပုံအထက်မြန်မာပြည်တစ်ခုလုံးတရုတ်နိုင်ငံအတွင်းတွေကို ရောက်ရှိနေတယ်လို့ ညီပုံအညွှန်းနေနဲ့တကွာထွက်ပေါ်လာပါတယ်။ဒါကအစိတ်ပိုင်းတစ်ခုသာဖြစ်ပါတယ်။ကျွန်တော်နိုင်ငံတနိုင်ငံလုံးကိုကြုံပြုလွှမ်းမိုးချုပ်ကန်နိုင်ဖို့ကိုအခုချိန်မှာတော့တရုတ်ကပေါ်ပေါ်ထင်ထင်ဆောင်ရွက်နေတယ်။ဆိုတော့ကျွန်တော်တို့ဒါချင်းချင်းနှစ်ပေါင်းများစွာမညီမညွတ်မှုတွေပြီးတော့အကြမ်းဖက်ဖက်စစ်ခွေးတက်ရဲ့နှစ်ပေါင်းများစွာဒါခွဲခြားဆက်ဆံခဲ့တဲ့အခြေအနေတွေနဲ့ကျွန်တော်တို့ဟာတိုင်းသာချင်းချင်းတွေလည်းတုံးနဲ့တူယုံကြည်မှုတွေအားနည်းခဲ့သလို လူမျိုးတစ်မျိုးတည်းမှတောင်မှအမျိုးမျိုးအခွဲခံရတဲ့အခြေအနေတွေကိုလည်းသတိပြုမိမယ်လို့ယူဆပါတယ်ဆိုတော့ဒီအခြေအနေတွေကဘမထင်ရှားမြင်သာမလဲဆိုရင်ကရင်ပြည်နယ်မှာဥပမာကျွန်တော်တို့အဖွဲ့တွေကွဲနေတာကိုလည်းကျွန်တော်တို့တွေ့နေရတယ်လက်ရှိအချိန်မှာလည်း DGPPC စတဲ့အချို့သောအဖွဲ့တွေဟာအကြမ်းဖက်စစ်ခွေးတက်တဲ့ဒါပူပေါင်းတယ်လို့တရားဝင်မပြောပေမဲ့ထောက်ပံ့ကူညီမှုတွေလှုပ်ဆောင်နေတဲ့အတွက် KNU ရဲ့ပြက်ပြက်သားသားအေးအေးယူချိန်မှုန်းနေတဲ့တည်င်းတွေလည်းရှိပါတယ် ဒါတွေကိုကျွန်တော်မိဘတွေထူးခြားစွာကျင်းသူစီရင်သတင်းတွေမှာဒါတွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီကရင်ကတော့တိုက်ပွဲစပြီကရင်နဲ့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်တွေနဲ့ပြီးတော့ကရင်နဲ့မွန်နဲ့ကရင်နဲ့ရခိုင်နဲ့ကရင်နဲ့အညာနဲ့ဒီလိုပေါင်းလိုက်ပြီဆိုရင်တော့ join me ပါမှန်ပါတယ်ရင်ချင်းကတော့ခရင်နေကျွန်တော်တို့ဒါဘကိုးရန်ကုန်အထိတက်ခိုက်သိမ့်ပိုက်ခဲ့တယ်ဆိုတော့ခြေနေကြောင့်တို့တွေအာပြန်ပြီးတော့ဆုတ်ခွာခဲ့ရတယ်အဲ့ဒီနောက်ပိုင်းတွေမှာခရင်ကိုအကျန်းဖက်စစ်ခွေးတက်ကအတကုံဖိတယ်ဆိုတော့အခုချိန်မှာတော့မရတော့ဘူးအားလုံးပူပေါင်းပြီးတော့စနစ်ကြဆောင်ရွက်နေတယ်ဝယ်သိမ့်တိုက်ပွဲဆင်နွှဲနေကြတာပါဟုတ်ပြီဒါဆိုရင်တော့ 2020 2030ခုနှစ်မှာကျွန်တော်တို့မြန်မာနိုင်ငံရဲ့မြေပုံဟာအခုလက်ရှိရှိနေတဲ့တည်ရှိနေတဲ့မြေပုံပုံစံမျိုးမဟုတ်ဘူးဒါကတရုတ်ရဲ့စီမံကိန်းထဲမှာပါဝင်နေတဲ့အခြေအနေပါပြီးတော့နိုင်ငံတကာနိုင်ငံရဲ့ကျွန်တော်တို့နယ်နိမိတ်ဧရိယာတတ်မှတ်ပြီးဖြစ်တဲ့အတွက်ကျွန်တော်တို့မြန်မာနိုင်ငံကတော့ဒီလိုပုံစံလေးရှိနေမှာပါဒါပေမဲ့တရုတ်ဟာကျွန်တော်တို့နိုင်ငံကိုဝါမျိုးမဲ့အစီအမံတွေကိုမြေပုံမှာချပြီးတော့စနစ်တကျလှုပ်ဆောင်နေတာကိုကျွန်တော်တို့နိုင်ငံကဟက်ကာတွေကနေအဲ့ဒီမြေပုံဆရာအချက်လက်တွေ တရင်အချက်လက်တွေကိုတိတိကျကျရရှိထားတာဖြစ်ပါတယ်ဆိုတော့ဒီမှာရဲဘော်ရှန်လေးပြောထားတဲ့အတိုင်းပဲပေါ့နော်တေယုတ်ကနေပြတော့မှစစ်ကောင်စီကိုနောက်ကွယ်နေပြတော့မှကြောက်ထောင်းနောက်ခံလုပေးနေတယ်ဆိုတာတော့တို့ရဲ့နောက်လာမယ့်ငါးနှစ် plan အတွက်ရေရှည်ရဲ့အကိုကြီးပြတော့မှအခုလိုမျိုးလို့ဆောင်နေတာပြတော့မှတစ်ဖက်မှာတို့ဒီမြောက်ပိုင်းကြီးတော်ဖွဲ့တွေကိုလည်းဖျားပေးပြီးတော့မှတို့တို့တင်ပိတ်ထားတဲ့နေမျိုးကနေပြတော့မှစုခေါ်ဖို့ကိုအခုချိန်ထိပေါ့နော်ဖျားပေးလို့ဆောင်နေတာပဲဖြစ်တယ်ဆိုတော့ တရုတ်အနေနဲ့ကတော့စစ်ကောင်စီရဲ့ဒီလိုမျိုးနောက်ခွဲရနေပြီးတော့အပေးထောက်ခံမှုတွေလည်းရရှိထားတာဖြစ်တယ်လို့တစ်ဖက်မှာကျွန်တော်တို့တော်လိုက်တပ်ဖွဲ့ဝင်တွေပေါ်မှာစုမှုခြေလှယ်နေတော့ကြီးချားဖြစ်ကျွန်တော်တို့ဒီလာမဲ့ပေါ့နော်မြန်မာနိုင်ငံရဲ့အခင်းကြရတော့တော်လေးကိုရှုပ်ထည်နေတာပြီးတော့မှတစ်ဖက်မှာကတော့ကျွန်တော်တို့မြန်မာမျိုးပုံအားဆိုရင်တရုတ်လက်ထက်ကိုရရှိတော့မဲ့အီအောင်တွေလည်းတွေ့ရတာပဲဖြစ်ပါတယ်ဒီချိန်ဒီမှာကျွန်တော်တို့တော်လိုက်တပ်ဖွဲ့ဝင်တွေနဲ့တပ်ဖွဲ့နဲ့တပ်ဖွဲ့စုစည်းပြီးတော့မှတပေါင်းစုကြီးတို့အနေနဲ့စစ်ကောင်စီနဲ့သူတို့ဖစ်ဆက်အာဏာရှင်လူသူစုတွေကိုအများဆုံးဖြိုချဖို့လုပ်နေပြီဆိုတော့ပြသနေတာပဲဖြစ်ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့တော်လိုင်းဘချမ်းကရောစစ်တပ်ကရောအခုဆိုရင်ကျွန်တော်တို့ဒီစစ်မှုထမ်းတပ်သားတွေနဲ့ပတ်သက်ပြီးတော့မှာပါနော်စစ်တွေကော်ပိုရိတ်တာဟာစစ်ဆန္ဒမပါဘူးဆိုရင်ဘယ်လိုမျိုးတွေဖြစ်လာနိုင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့မှာဦးသိမ်းမြတ်ရဲ့အုံသက်ချစ်လေးပဲဖြစ်ပါတယ်ဦးသိမ်းမြတ်ဘယ်လိုမျိုးတွေဖြစ်ထားမလဲဆိုတာကျွန်တော်စစ်ပြီးတော့မှချစ်လဲရအောင်နော်စစ်တိုက်တယ်ဆိုတာကိုယ့်အသက်နဲ့ရင်းပြီးတော့လောက်ရတဲ့နိုင်ငံရေးပါအသက်နဲ့ရင်းရတဲ့အလုပ်ကိုလုပ်မလားမလုပ်ဘူးဆိုလားဆိုတာကိုကိုယ်ဆုံးဖြတ်ချက်နဲ့ကိုပဲဆုံးဖြတ်ရပါမယ် အသက်နဲ့ရင်းရတဲ့အလုပ်ကိုသူများဆုံးဖြတ်လို့သူများအတင်းခိုင်းလို့လောက်ရတယ်ဆိုကြတဲ့ကတော်တော်ကြီးကိုမတရားတဲ့လောက်ရဖြစ်နေပါပြီအတင်းအာရမခိုင်းနေဆိုတာကအာနာရှင်လောက်ရပါပဲလူတွေကိုအတင်းအကျပ်ဖိအားပေးပြီးစစ်မှုထမ်းခိုင်းတာချင်းအတူတူစစ်ကောင်စီလောက်ရမတရားဘူးတော်လန်ရေးကလုပ်လို့ရှိရင်တရားတယ်လို့နှစ်မျိုးခွဲပြီးတော့ပြောလို့မရပါဘူးအတင်းစစ်မှုထမ်းခိုင်းတာချင်းအတူတူစစ်ကောင်စီကလောက်ရင်ရုတ်တယ်တော်လန်ရေးဘက်ကလုပ်လို့ရှိရင်တော့မြတ်တယ်လို့ပြောလို့မရပါဘူးပြည်သူလူထုမကြိုက်တဲ့လို့ပြည်သူလူထုယုံမုန်းတဲ့အလုပ်ကို ဘာအကြောင်းပြချက်နဲ့မှအတင်းအဓမ္မမလုတ်ခိုင်းရပါဘူး။တော်လိုင်းရေးလို့ဖို့စီယုံဟောပြောတာတွေကိုလုတ်လို့ရပါတယ်။စီယုံဟောပြောလို့မိမိသဘောဆန္ဒအလျောက်တော်လိုင်းရေးတဲ့ဝင်လာကြတဲ့သူတွေကိုဝမ်းသာအားရခေါ်ကြပါ။စစ်မှုတန်းကိုအခွင့်ကောက်တယ်လို့မျိုးတအိဖနှစ်ယောက်ပေးရမယ်လို့လုတ်တာမျိုးဟာလူလူဆန့်ကျင်ရေးလုတ်ရပါပဲ။အဲ့ဒါလို့အတင်းအဓမ္မခေါ်ထားတဲ့လူတွေဟာတော်လိုင်းရေးတက်ဖွဲ့တစ်ခုအတွက်အကျိုးလည်းမရှိပါဘူး။ မိမိဆန္ဒလျောက်တော်လိုင်းရေးတဲ့ဝင်လာတဲ့သူကလားအကျိုးလည်းရှိတံမိုးလည်းရှိပါတယ်အတွင်းခေါ်လို့ရောက်လာတဲ့သူကတော်လိုင်းရေးစိတ်ဓာတ်လည်းအပြည့်ဝရှိမှာမဟုတ်ပါဘူးအခွင့်သားရင်တက်ကထွက်ပြေးမှာပါအခွင့်သားရင်လက်နက်ချမှာပါတက်ကိုဆန့်ကျင်တဲ့အလုပ်တွေလုပ်တာမျိုးတောင်မှရှိနိုင်ပါတယ်ဘာလို့မဆိုကိုယ့်ကိုမလုပ်ချင်မနဲ့အတင်းခိုင်းတဲ့သူတွေကိုနှစ်သက်အကြည့်ပြမှာမဟုတ်ပါဘူးတကယ်တော့တော်လိုင်းရေးစစ်သားကိုအဓမ္မစုဆောင်းနေလောက်ရဟာကိုတစုတစ်ဖွဲ့ကောင်စာရေးကိုမျှော်လင့်ပြီးတော့လုပ်နေကြတာပါ ော်လိုင်းတစ်ခုလုံးရဲ့အကျိုးစီးပွားကိုမျှော်မှန်းပြီးတော့လုပ်နေတာမဟုတ်ပါဘူး။ကို့အဖွဲ့တစ်ဖွဲ့ရဲ့အားကောင်းလာအောင် ကို့အဖွဲ့တစ်ဖွဲ့ရဲ့ကြည့်ထွက်လာအောင်အတင်းအဓမ္မလူသူစုဆောင်းနေတာပါတော်လိုင်းတစ်ခုလုံးအတွက်ဆိုလို့ရှိရင်အဲ့ဒါဟုတ်တယ်နော်လူသစ်အတင်းစုဆောင်းစရာမလိုပါဘူးတော်လိုင်းသမားအင်အားကတော်တော်လုံလောက်နေပြီလို့တောင်ပြောလို့ရပါတယ်ရှိနေပြီသားတော်လိုင်းသမားကိုတောင်မှအပြည့်စုံလက်နဲ့တက်စင်မပေးနိုင်သေးပါဘူးရှိနေပြီသားတော်လိုင်းသမားကိုတောင်မှထမင်းကျွေးနိုင်ဖို့တောင်ခက်ခက်ခဲခဲရုပ်ကံနေရတာပါတော်လိုင်းရဲ့တပ်ဖွဲ့တွေစီလုံးညီညွတ်ကြရင်မှာမိတ်တပ်ပေါင်းစုကြီးဖြစ်အောင်လုပ်နိုင်ရင် ရှိပြီးသားလူကိုလက်နက်အပြည့်တက်ဆင်ပေးနိုင်အောင်အရင်လုပ်ရမယ်ဆိုတာရှင်းရှင်းလေးပါအခုတော့တချို့တက်တွေမှာထမင်းမကျွေးနိုင်လက်နက်မပေးနိုင်ပဲတော်လိုင်းရေးတာတာတွေပို့နေပါတယ်တချို့တက်တွေကတော့သူတို့ပို့ပြီးတော့အင်အားကြီးအောင်အာရမစစ်သားစုဆောင်မှုတွေလုပ်နေပါတယ်မညီညွတ်မှုကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲအစင်ကုန်မတက်မှုကြီးလို့ဆိုနိုင်ပါတယ်ဒီမှာဦးသိမ်းမြပြောထားသလိုဆိုရင်တော့ကျွန်တော်အနေနဲ့အခုချိန်မှာတော့တာတာတက်တွေထဲပေါ့နော်ရှိပီးတာတာတာတွေအတွက် နည်းနည်းရေးခါတွေနဲ့သူတို့စာဖတ်တော့ဖို့အတွက်အယုံဆုံးစီစဉ်ပေးသင့်တယ်ဆိုတဲ့ကြောင့်ပြောဆိုထားတာဖြစ်တယ်ကျွန်တော်တို့တချို့တဏှာတွေမှာတော့ဒီတတသားတဲ့ဆူဆောင်းတာတွေပေါ့နော်အတင်းဓမ္မအနေနဲ့လှုပ်ဆောင်နေတာကိုလည်းချတိရတာပြမအဲ့လိုမျိုးလှုပ်ဆောင်တဲ့ဖွဲ့တွေရာဆိုတော့စစ်ကောင်စီဖစ်စစ်တပ်နဲ့လုံးဝမထူးမခြားနာဘူးဆိုတဲ့သဘောမျိုးလည်းကျွန်တော်တွေ့တာဖြစ်ပါတယ်ပြည်သူတွေဘက်ကနေမြို့မှာလည်းလုံးဝနှစ်ချက်ချင်းမရှိလို့ကျွန်တော်တို့အနေနဲ့တတ်နိုင်တယ်ဆိုတော့ဒီတော်လိုင်းမှာအဲ့လိုမျိုးကိစ္စတွေကိုရှောင်ကျဉ်ပြီးတော့မှပေါ့နော်ပြည်သူတွေအနေနဲ့တော်လိုင်းမှာသူတို့စိတ်ဆန္ဒသဘောအရဝင်လာတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ မြေရာလက်ခံကျူဆွေရမယ်ဆိုတဲ့အကြောင်းလဲကြားရတာပဲဖြစ်ပါတယ်ဒီကြားထဲမှာကျွန်တော်တို့ပြည်သူတွေအနေနဲ့မမေးပေါင်းစုတစ်ခုအနေနဲ့တည်ဆောက်ပြီးတော့မှကိုရဲရဲနီးနဲ့ဒီ online မှာထက်ထက်ဝင်ပူပေါင်းပေါင်းရမယ်ချင်ဖြစ်နေပြီဆိုတဲ့အကြောင်းထပ်ပြီးတော့မှပြောလို့ပါတယ်နောက်ထပ်ဗီဒီယိုသဘောတွေနဲ့တက်တွင်းမှာထိနေချက်တောင်းချမ်းနေတယ်ပေါ့နော်စစ်ကောင်စီစခွေးတကောင်အကြောင်းတင်ဆက်ထားတဲ့တည်င်းလေးကျွန်တော်တို့ဆက်ပြီးတော့မှကြည့်လိုက်ရအောင်ဒီတစ်ခါမှာတော့ဒေါနာတီဗီရဲ့တက်မတော်တွေကစကားတက်အစီအစဉ်အနေနဲ့ပညာရေး၆ကစစ်တီတဝူရေးသားပြပူလာတဲ့စာလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်။ ပညာရေးချုပ်ကပြန်နှံဝင်အမတ်ဒီ6410ကဘူကြီးလင်းထက်အောင်အကြောင်းလေးလေးတင်ပေးပါဦးနော်။ဒီ6410ကဘူကြီးလင်းထက်အောင်ဟာပညာရေးချုပ်မှာတရေးတက်ထောက်ဘူကြီးတာဝန်ထမ်းဆောင်နေပါတယ်။ပညာရေးချုပ်ခိတအကျောက်ကြီးဘူကြီးစော်လင်းမသိရှိအောင်လိုင်စင်မဲ့ကများရောင်းချခြင်းနေပြုလုပ်လျက်ရှိပါတယ်။ဒါ့အပြင်ပညာရေးချုပ်မှာခွင့်မဲ့ပြက်ကွက်စစ်တီ3ဦးရှိပြီးအဆိုပါစစ်တီ3ဦးတည်းကတတတန့်ခြင်းဟာ2015ခုနှစ်ကတည်းကခွင့်မဲ့ဖြစ်ခဲ့တယ်လို့တတအောင်ဝင်းဟာ2021ခုနှစ်မေလကတည်းကခွင့်မဲ့ဖြစ်ခဲ့တာပါ။ နောက်ဆုံးတက်သားစော်ဝင်းကတော့2021ခုနှစ်စက်တင်ဘာလကတည်းကခွင့်မဲ့ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီခွင့်မဲ့ပြက်ကွက်စစ်တီတွေရဲ့ခွင့်မဲ့လာစားတဲ့ဇီးရိတ်တွေကိုတရေတက်ထောက်ဖို့ကြီးအဆက်ဆက်မှာဗိုလ်ကြီးလင်းထအောင်အထီးမိမိကိုစိုးအတွက်အလွဲတုံစာပြုလုပ်ခဲ့ကြပါတယ်။ဒါအပြင်တပ်ပိုင်ရွာပါချက်များအားငှားစာထားပြီးအဲ့ဒီခြံတွေကရရှိတဲ့ငွေကြေးတွေကိုရဲမေများအားထောက်ပံ့ပေးရန်ပြည်သူဆက်ဆံရေးနဲ့စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးမှဒုတိယညွှန်ကြားရေးမှူးလာရောက်စစ်ဆေးစီညွှန်ကြားခဲ့တော်လဲ ပညာရေးဆောင်မှတရေးတက်ထောက်ဘူကြီးတာဝန်ထမ်းဆောင်သူ G6410 ကဘူကြီးလင်းထအောင်ဟာရဲမေများအားထောက်ပံ့ခြင်းများမပြုလုပ်ပေးဘဲမိမိကိုယ်စိုးအတွက်သာအသုံးပြုခဲ့ပါတယ်လို့စာရေးသားပေးပို့လာပါတယ်ရှင်။ကျမတို့အစီအစဉ်ဟာတမတော်သားတွေနဲ့တပ်မိသားစုဝင်ရဲ့အခက်အခဲကိုအများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တမတော်သားအရာရှိစစ်တီတွေအင်အောင်တဲ့ရဲမေတွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်းရင်မက်ဆေ့ဘောက်ကနေတစင်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ စစ်ကောင်စီရာရှိတွေကတော့အလိုပဲပါနော်သူတို့အုပ်ချုပ်သက်သားတွေကနေပြီးတော့မှခွန်ပြစ်တာတို့ပြီးတော့မှပျောက်ဆုံးတာတွေရှိတယ်ဆိုရင်တော့မှသူတို့အနေနဲ့ဒီတိုင်းကိုခြံထားပြီးတော့မှသူတို့ရဲ့တင်းထက်တဲ့အကျိုးခံစခွင့်တွေရယူနေတယ်ဆိုတဲ့ကြောင့်လည်းတမိတာစုနေကိုယ်တိုင်ကနေပြီးတော့မှထုတ်ပြောလာတော့တွေ့ရပဲဖြစ်ပါတယ်တစ်ချိန်တည်းမှာပဲခုဆိုရင်တမိတာစုအနေနဲ့ပေါ့နော်သူတို့အောက်လင်ငယ်သားတွေပေါ်မှာထိနှိုင်းချက်ပြီးတော့မှပြီးနေတဲ့စခွေရရှိတွေကတော့တော်တော်လေးများပြားနေတာပြီးတော့မှအဲ့ဒါတွေကိုမခံချင်လို့လို့ခုဆိုရင်ကျွန်တော်တို့တော်လိုင်းပချမ်းကိုခိုးလုံးကိုပြောင်းလာဖို့ပေါ့နော်စိတ်ဆန္ဒများပြားတဲ့ တမိတာစုဝင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆိုလဲမြဆွာရှိနေတာကိုကျွန်တော်နောက်ထပ်ကြားသိရတာဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမချိုမြမြနေပြီးတော့မှအမေစုနဲ့နိုင်ငံရေးသမားတချို့ဘယ်လိုမျိုးအားချောင်းစင်ခေါ်ထားမလဲဆိုတာတစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်။ဦးကျော်စီရသည်စစ်တပ်ကဖမ်းလိုက်တာဖြစ်တဲ့အတွက်ဖမ်းဆီးထိန်းသိမ်းခံရဖြစ်တဲ့အတွက်သူကထောင်ချသွားရင်လေပြန်ထွက်လာရင်သူကနိုင်ငံရေးအမှုနဲ့သူ့ဘုတ်ခေါင်းစဉ်တစ်ခုနဲ့သူဖမ်းခံထားရတယ်ပြန်ပြန်ထွက်လာတယ်နိုင်ငံရေးသူဆက်လုပ်မယ်ဆိုတော့နိုင်ငံရေးသမားဖြစ်နေဆက်နေမယ်ဒါကြတော့ဦးကျော်စီရသည်တိုက်ပြီးစစ်ဆေးဖောက်မယ်လို့မဟုတ်ဘူးတိုက်ပြီးစစ်ဆေးဖောက်လို့မဟုတ်ဘူး သူတကထောင်ထွေးကြုံလဲသူရသွားမယ်နိုင်ငံထွေးကြုံမျိုးစုံလဲသူရသွားမယ်တကယ်လို့ထောင်ချခဲ့တယ်ပြောတော့ဗောနော်အကယ်၍ညှိနှိုင်းပိုက်ပြီးလို့ပြန်လွတ်လာရင်လွတ်လာနိုင်ရရှိပါတယ်ဆိုတော့ဟိုသူ့တကတော့ဟို buy your brand တခုတော့ role တခုတက်သွားတယ်လို့ကျွန်တော်မြင်တယ်လူတွေပို့ပြီးသူမှတ်မိသွားစီတာဗောဟိုဆိုလိုတာဟာကျွန်တော်နိုင်ငံမှာရှိတယ်မလားထောင်ချဘူးမှာနိုင်ငံရေးသမားလုပ်ရမယ်နိုင်ငံရေးသမားလုပ်ဖို့ဆိုမင်းထောင်ဘလောက်ကြာဘူးလို့လေဆိုတော့ယူသူလို့ပေါ်သူလို့တောင်တောင်နိုင်ငံရေးသမားတွေရဲ့အယူဆရှိရတယ်။တောင်တောင်နိုင်ငံသမားတွေလို့ကျွန်တော်ပြောပါတယ်။ဘာလို့လဲဆိုတော့နိုင်ငံသမားကိုထောင်ချဘူးမှနိုင်ငံသမားလို့သတ်မှတ်ချင်တဲ့လူနေသားတစုရှိတယ်။အဲ့ဒီလူနေသားတစုကိုကျွန်တော်တည်ပြီးပြောတာတခါတည်း။ အဲ့ဥကြော်စရာအတွက်ကတော့အဲ့လိုလူတန်းသားအတွက်ပြောစရာဖြစ်သွားတာအဲ့လိုလူတန်းသားအတွက်ကတော့တန်းကြီးစရာရပါတော့တကယ်လို့ထောင်ကြခဲ့ပြောတာပါနော်ဆိုတော့တကယ်နိုင်ငံမှာဒီနိုင်ငံမှာရှိတယ်နိုင်ငံရေးသမားဆိုရင်ထောင်ကြဘူးမှဘလို့ချက်မပြည့်တဲ့အတွေးခေါ်နေနိုင်ငံရေးသမားရဲ့တော့ကျွန်တော်မသိဘူးအဲ့လိုအဲ့ဒါကြောင့်လဲချက်မပြည့်လို့လဲအဲ့လိုချက်မပြည့်လို့လဲခုချိန်ထိလွှတ်တော်ကိုယ်တော်မဖြစ်ဘူးလေလူတကူကြီးတကယ်ချက်မပြည့်တဲ့နိုင်ငံရေးသမားအများကြီးပဲစေရနာလည်းမမှန်အောင်ချက်လည်းမပြည့်ဘူးနိုင်ငံရေးသမားဆိုထောင်ကြဘူးမှတမိုင်းရှိလာလို့ပထဝီရှိလာလို့သိပ္ပံရှိလာလို့လာလို့နိုင်ငံရေးသမားကချစ်ချစ်ပြောရင်တမိုင်းရှိကြမလို့တကယ်နိုင်ငံကိုချစ်ပြီးနိုင်ငံကိုလေ့လာပြီးတကယ်နိုင်ငံတော့လုပ်လို့မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီနေ့နောက်ထပ်နိုင်ငံရေးသမားဖြစ်လို့ရတယ် ခင်ဗျားတို့လည်းအခုနောက်တင်နိုင်ငံသားထားလို့လို့ရတယ်နိုင်ငံတကယ်ချစ်ပြီနိုင်ငံသားဆိုပြီးနိုင်ငံရေးသမားဆိုပြီးတော့တော်တော်အမှတ်ဖြစ်ပုံပန်းလေးဆယ်တွေကျွန်တော်နိုင်ငံမှာဗျာခရှင်းပြောရင်ဟိုဒေါ်ဆန်းစုကြည်ကိုထောက်ခိုင်းရင်စိုက်ကားသမားတော်မှာပဲဒေါ်ဆန်းစုကြည်ကိုထောက်ခိုင်းရင်ဟိုသမင်းညက်ဆရာတော်တော်တော်အမှတ်ဖြစ်တာပါဗျာခင်ဗျားဒီလောက်လွယ်တဲ့တိုင်းပြည်ကြီးကခင်ဗျားနိုင်ငံရေးသမားဆိုတော့ဘယ်လောက်လွယ်ခက်လို့ဒီတိုင်းပြည်မှာဘာခက်လို့တကယ်ကိုခွေးစကားတွေပြောသွားတယ်နော်ဒီကောင်ကတော့အခုဆိုရင်ကျွန်တော်ပြည်သူတွေဘက်ကနေပြမနိုင်ငံကိုချစ်ရုံနဲ့အမေဆိုချစ်ရုံနဲ့ဒီလွတ်တော်အမှတ်တွေထိတက်ဖြစ်နိုင်တယ်ဆိုတဲ့သဘောမျိုးပြောဆိုထားတာဖြစ်တယ်တကယ်တမ်းကျတော့အခုဆိုရင်ကျွန်တော်အားလုံးကြားသိထားတဲ့အတိုင်းမွေးဆွဲဖေးပေါ့နော် စစ်ကောင်စီဘူကြီးဟောင်းကနေပြီးတော့မှစစ်ကောင်စီရဲ့ပြန်ပြီးတော့မှဖမ်းဆီးဆွဲဆီးခြင်းကိုခံရတာဆိုတဲ့အကြောင်းကျွန်တော်တို့ကြပီးပီးချင်းမှာပဲခုဆိုရင်သူတို့အနေနဲ့ကတော့ဒီလိုမျိုးထောင်ချင်းကြတာနဲ့နိုင်ငံရေးသမားစစ်စစ်ဖြစ်သွားတယ်ဆိုတဲ့အယူအဆတွေကရှိနေတုံးပဲဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့ဂျင်းထက်ပြီးတော့မှပြောဆိုနေတာပဲဖြစ်ပါတယ်။သူတို့ပြောတဲ့ပုံစံကတော့အဲ့လိုမျိုးလူတစုကနေပြီးတော့မှပဲအခုဆိုရင်ဒီနိုင်ငံရေးပလင်ထက်ပေါ်တက်ပြီးတော့မှတိုင်းပြည်အုပ်ချုပ်ရရတယ်ဆိုတဲ့ပုံစံမျိုးတွေပြောဆိုထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီနိုင်ငံကအခုလိုမျိုးပေါ့နော် ြုလို့ပစ္စည်းနဲ့ညွန်လိုင်းတို့တိုက်ကနေပြီးတော့အုပ်ချုပ်လို့ရနေတယ်ဆိုတာကတော့လုံအောင်ကိုမဆန်းတော့ဘူးလို့ပြောမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ပြောင်းကြရနေပြီးတော့ကျွန်တော်တို့တော်လိုင်းတဖို့မနေရနေပြီးတော့စစ်ကောင်စီရဲ့စစ်ကြောင်းလိုက်ကိုမြို့ဖြုတ်မှုတွေလှုပ်ဆောင်နေတာတွေ့ကြောင်မလို့ပေါ့နော်။တော်တော်လေးပေါက်ကွဲပြောဆိုနေတာပဲဖြစ်ပါတယ်။ဒီကောင်ဘယ်လိုမျိုးတွေပေါက်ကွဲထားမလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်။စစ်တပ်စစ်ကြောင်းသွားတယ်။ဟာဝက်လက်စစ်ကြောင်းဆိုလို့ရှိရင်စစ်ကြောင်းနှစ်ကြောင်းသုံးကြောင်းတစ်ခါနဲ့ပြုတ်တိုက်ခံလိုက်ရတယ်။ဟိုတနေ့ကစကိုင်းမှာတက်မ33ညပေါင်းဖွဲ့ တိုက်ခိုက်ခံလိုက်ရတယ်။အင်းအဲ့လိုတိုက်ခိုက်ခံရတာကျွန်တော်တို့ဒီတက်မော်အစမ်းတက် startup army တက်မော်ကြီးမှာအရေးရှိနေမှရှိတော့ဘူးလား။ဒီလောက်ထိအောင်ညံ့ပြေပြောပြီနော်။ကိုင်းလာနေနေမှာတောတောင်ထူတက်လို့ဟလား။အဲတောတောင်ထူတက်လို့မြေပြင်ချင်းနေထားပေါ့နော်။ဒါကျွန်တော်တို့ထိကိုက်လာခြင်းလားဆိုတော့ပြောနားလေပြီလို့ရတယ်။အခုလိုမျိုးမကွေးလို့စကိုင်းလို့နော်။မန္တလေးတို့မှာစစ်ကြောင်းဒါမျိုးကမောက်ကမဖြစ်သွားတယ်ဆိုတာမျိုးဟာအဲ့ဒီမှာအုတ်ချုပ်နေတော့နော်။ အရာရှိကြီးတွေဗျူဟာမူးတွေရဲ့အတုံးမချမှုလို့ပြောရင်ကျွန်တော်မှားဟုတ်မလားဗျာနော်မင်းမှားဘူးပြောရမယ်ဆိုရှင်အဲ့တော့စစ်ကြောင်းကြောင်းထပ်ပြီးဟေးဆိုရှင်တခါလည်းလွတ်ပေးလိုက်ငါလက်ကလွတ်ဆိုပြီးပြုတ်ဆိုတော့လို့မရဘူးလေဟုတ်တယ်မလားကျွန်တော်မျက်နှာပြောရတယ်စစ်စစ်သားတယောက်တော့ကမိမိကိုမိမိယုံကြည်မှုရှိရမယ်မိမိကိုကိုမိမိယုံကြည်လို့ဆိုတာမိမိကင်ထားသောလက်နက်ကိုယုံကြည်ရမယ်ပြီးတော့လို့ရှင်မိမိရဲ့ရဲဘော်ရဲဘက်ကိုယုံကြည်ရမယ်ဒီယုံကြည်မှုရှိတော့ရှိရင်ဒီချက်ပေါ်ပြီးတော့ကျွန်တော်တို့မိမိတက်မလို့ပေါ့မိမိယုံကြည်မိမိတက်မလို့ဆိုတာမျိုးဟာ ငါတို့တက်တခုငါတို့အဖွဲတခုဖြစ်သွားရင်နောက်အဖွဲကမကြခင်လာပူပေါင်းကူညီမယ်နော်ဆိုတော့ဒီယုံကြည်မှုရှိရမယ်ဒီယုံကြည်မှုအပြင်ကိုနောက်ထပ်ပါလို့ဆိုရင်ငါတို့တက်တဲ့အားလုံးမှာအဆင်မပြေဘူးဆိုလို့ရှိရင်ငါတို့ရဲ့ဒီလေးတက်ကနေပြီးတော့လေးတက်တွေလက်နက်ကြီးတက်တွေကနေပြီးလာပြီးတော့ဟိုဆောင်ရွက်မှာပဲဒီယုံကြည်မှုသာရှိလို့ရှိရင်စစ်တပ်ထဲကစစ်သားတွေစစ်တိုက်ပျော်လိုက်မယ်ဖြစ်ချင်းဒီယုံကြည်မှုတွေကအခုပျောက်ဆုံးနေတယ်အဲ့တော့စကိုင်းမှာစစ်ကြောင်းထွက်တယ်တခါလဲတပုံကစစ်ကြောင်းလိုက်ကြောင်လုပ်လိုက်နိုင်တယ် ဟုတ်လားနောက်ထပ်ဒီကျွန်တော်မကွေးမန္တလေးဒီလိုပါပဲအဲ့တော့ဘာလုပ်မလဲဆိုရှင်အကောင်းဆုံးလုတ်တင်တာခင်ဗျားလုတ်တင်တာကဒီစစ်ကြောင်းနဲ့အားလုံးကိုနော်စစ်ကြောင်းတစ်ကြောင်းကိုတစ်ကြောင်းထပ်ထားပေးရမှာဖြစ်သလိုဒီစစ်ကြောင်းတွေကိုလေကြောင်း backup ဆိုလို့ကျွန်တော်ကဝိုင်းတွဲကျွန်တော်တို့အခုထားပါတော့ဗျာနာမခနဲ့နော်နာမခနဲ့အခု wallet တော့ပါဆိုဘာမှဝေးတာမဟုတ်လေရင်တစ်ကြောင်းခင်ဗျားတို့ထိုင်းရတဲ့ရန်ကုန်နဲ့ဘန်ကောက်ကိုသွားရင်ဘယ်လောက်ကြာလဲ55မိနစ်အများဆုံးပဲလေရင်လေရင်နော်55မိနစ်အများဆုံးပဲ ဲ့တော့စစ်ကြောတစ်ကြောင်ကတိုက်ခံရပြီထားပါတော့ကျွန်တော်တို့ဒီဝက်လက်မှာစစ်ကြောစစ်ကြောကထွက်လာအတိုက်ခံသူသူနာယူဝက်တော့အနေဆုံးခံတိုက်နိုင်တယ်လိုင်းမပေါ့တနာယူအနေဆုံးခံတိုက်နိုင်တယ်နော်တနာယူခံတိုက်တနာယူခံတိုက်တယ်ဟေ့ဆိုလို့ရှိရင်ကျွန်တော်အဲ့ချိန်မှာဝိုင်တွဲကအနောက်ကနေလာပြီးဘက်ကပ်လုပ်ပေးလိုက်မယ်ဟေ့ဆိုလို့ရှိရင်စစ်ကြောထွက်လာရင်ဘယ်စစ်ကြောကိုမှတပုံကတိုက်ရဲမှာမဟုတ်ထိရဲမှာမျက်စောင်းအောင်ထိုးရဲမှာမဟုတ်ဘူးဘာကြောင့်လဲမကြောက်ကြမှာဝိုင်တွဲရောက်လာလို့ဆိုတော့သူတို့တိအောင်ကြောက်တယ်ပြောင်းရတော့တော်လေးကိုပေါက်ကွဲနေပြီနော်ကျွန်တော်တို့ခုဆိုရင်အညာရီတက်မှာစစ်ကောင်စီရဲ့စစ်ကြောလိုက်ကိုတော်လိုင်းတဖွဲ့တွေကနေပြတော့မှ မျိုးဖြုံနိုင်ခဲ့တဲ့ပုံမှာအခုတို့တို့ပြောတဲ့ပုံစံရတော့ဒီတက်မမိုးတွေတို့ဗျော်မှုတွေကနေပြီးတော့မှလုံးဝအရေးချင်းမရှိဘဲနဲ့ပေါ့နော်ထင်းထဲချက်ပေါပန်းလေးစက်တွေလုံးနေလို့အခုလိုမျိုးစစ်ခွေးတက်တက်ရတော့မျိုးစားဖြစ်သွားတယ်ဆိုတဲ့ပုံစံမျိုးတွေထိကြားရတာပဲဖြစ်ပါတယ်တို့အနေနဲ့ဘယ်လောက်ပဲစစ်ချောင်းတွေထုတ်ပြီးတော့မှကျွန်တော်ပြည်သူတွေကိုတက်ဖြတ်ဖို့လို့ဆောင်နေပါစေတော်လိုင်းတက်ဖို့ဝင်ရဲ့ပြောင်ပြောင်လာတဲ့စစ်ဆွမ်းရည်တွေကြောင့်တို့ရဲ့ကြဆုံးနေပါနော်အနေထိုင်ရတဲ့နေ့စဉ်နဲ့မြတ်တွေ့နေရတာဖြစ်ပြီးတော့မှမကြခင်မှာတော့မြောက်လိုက်တို့တည်ရှိတဲ့နေပြီးတော့ထိတောင်မှ ခြေလှမ်းပြင်နေတာပဲဖြစ်ပါတယ်ပြီးတော့တရားလုံးအနေနဲ့ကတော့တော်လိုက်တဖို့အနေနဲ့သူစိတ်ပိုင်းဖြတ်ထားပြီးတော့မှခုလိုမျိုးအားထောင်ပြောဆိုနေတဲ့ဒီဘောမတတရဲ့ပြင်ဂျန်နက်စခွေရိုးကိုက်တွေကိုလည်းအလုံးစုံပါနော်ခြေမုံးဝင်စပရမကြွေးကြော်ထားကြတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့အဘသမီးရနေပြီးတော့မှသူ့ရောက်ချတည်သွားတာတော့မှစစ်တပ်ကနေဘာမှမလုပ်ပေးလို့ဆိုပြီးတော့မှခြေခွဲလောင်မြိုက်ထားတဲ့ဟာလေးကျွန်တော်စပီရမကြည့်လိုက်ရအောင်နော် အခုကိုရီးယားယောက်ျားကြာဆုံးသွားပြီယောက်ျားယောက်ျားကြာဆုံးသွားပြီဆိုတော့အပယ်လူဖြစ်သွားပြီအခုလူကြီးတို့သိအောင်တော့ပြောချင်တယ်ကြာဆုံးသွားတဲ့ရေမေးတွေအိုးအိမ်ယာတွေကိုဒီရထိုင်ကင်းလေးကိုကြာကြာနဲ့နဲ့အပီးအစီရအောင်လုပ်ပေးလိုက်ဒီနေ့သေးပြီဒီနေ့ယောက်ျားသေးပြီဆိုနောက်နေ့အပီးအစီရအောင်လုပ်ပေးလိုက်อืมเนาะလုပ်ပေးကြရမေးရတာနော်မြေမထူးကြော်ရဆိုတဲ့မြေတွေမှာအကြိုက်အဲ့နေရာတွေမှာအကွက်လေးတွေချပြီးတော့တထောင်လောက်ဖြည့်ဖြည့်စီပေးလိုက်ကြအပိုင်းဒီနေ့တရာရသွားလိမ့်မယ်เนาะတက်ထဲမှာမိခိုးဆိုပြီးထက်နေဟာရင် ကျွန်တော်တို့လိုတရေတရာလောက်တတ်တယ်တမ်တော်အားဆုံးဂျိုးပန်လောက်ခဲ့တယ်လူတွေကမနေ့တနေ့ကဟာတွေရဲ့ဆက်ဆံမှုတွေအောက်မှာစိတ်ကြက်တွေပြည့်ပြီးတိတ်ငယ်ပြီးနေရတာဖြစ်ချင်တာပေါ့ဒီနေ့မျိုးသားကြမလားကြသွားပြီ နောက်နေ့ကိုရီအိုးရောက်ကြရဲ့ခံစားခွင့်အိုးအိမ်နေကြဘာဖြစ်ဖြစ်ချက်ချင်းရသွားပြီဆို မောင်းထောက်နေစရာမလိုဘူးအိမ်ဖက်ခက်ကြရလည်းမလိုဘူး ဒီအိမ်လေးကိုဖယ်ပေးမှလည်းပြောနေစရာမလိုဘူးကိုယောက်ျားဖြစ်တာနဲ့နောက်နေ့အိုးအိမ်ရနောက်နေ့တန်းချင်းကော့ပြီးထွက်သွားမှာအဲ့လိုမျိုးတွေကဲဒီဘာသမီးရတော့ပါနော်တိကျအောင်ဆုံးသွားတာတော့မစစ်ကောင်ဆက်နေပြီးတော့မှဘာမှမလို့ပေးပန်းတဲ့အချိုးခံဆောက်ခွင့်တွေကိုတောင်းအခုဆိုရင်ထိန်ချန်ထားပြီးတော့မှဒီတိုင်းလိုက်ခါနေပြီးတော့မှနေထိုးဖို့ပြင်ဆင်နေတယ်ဆိုတဲ့အကြောင်းပြောဆိုထားတာဖြစ်တယ်ညထဲမှာဒီအရာရှိကတော်တွေကနေပြီးတော့မှသူတို့အောက်ခြေကပါနော်ရဲမျိုးတွေပေါ်မှာရဲဆစင်နဲ့ဖွဲ့ချဆစ်ဆန်တဲ့တရင်တွေကိုလည်းကျွန်တော်နေ့စဉ်နေ့မြတ်ကြားနေရတာမလို့ တမီတာဆုံးတွေရဲ့ဘွားတော့ပြန်တွေးကြည့်မယ်ဆိုတော့တော်တော်လေးကိုတဏှာဖို့ကောင်းတာဖြစ်ပါတယ်ပီတူတရလုံးကနေပြီးတော့မှပဲဒီတော်လိုင်းရဲ့အဆုံးခန်းမရောက်ခင်ချိန်မှာကျွန်တော်တို့ပီတူတွေနဲ့ပူပေါင်းပြီးတော့မှအလေးဝင်ကြဖို့တိုက်တွန်းပြောဆိုနေတော့မှဖြစ်ပြီးတော့မှတော့ကိုအခွင့်ကောင်းယူပြီးတော့မှပေါ့နော်ကျွန်တော်ဘက်ကလည်းများဆုံးစစ်တွေဖို့ဒီနေရာကနေထပ်ပြီးတော့ပြောလိုပါတယ်။ဒါမှမဟုတ်ဘူးဆိုတော့ခင်ဗျားတို့အနေနဲ့ဒီလိုမျိုးနောက်ထပ်ပို့ပြီးတော့မှာပေါ့နော်။ဒါချင်းခန်းဆောင်မှုတွေကြုံတွေ့ရမယ်ဆိုတဲ့အကြောင်းပြောရင်လည်းကြီးစုနေကြတဲ့မျိုးပဲပြည်သူတွေဘက်ကနေပြီးတော့မှာလဲ ကိုယ့်ရဲ့မြင်လေးတွေကိုခြိုက်ပေးခဲ့ကြဖို့ကျွန်တော်ဒီနေ့ကနေအားလုံးတောင်းဆိုပါတယ်။စာဆုံးကြည့်ရှုပေးခဲ့ကြတဲ့မျိုးပဲပြည်သူများလို့စိတ်ချမ်းသာခွေချမ်းမခြင်းနဲ့ပြည့်စုံပြီးတော့မှတရားရေး channel ညာ channel ပြန်ဆန်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေစုမကောင်းတောင်းပေးလိုက်ပါတယ်။